တရုတ်ကုန်စည်တွေအပေါ်အခွန်တွေထပ်တိုးကောက်ဖို့စဉ်းစားနေကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ချိန်ချမှုနဲ့ပတ်သက်ပြီးငြိမ်းချမ်းမနေပဲလက်တုံ့ပြန်မှာဖြစ်တယ်လို့တရုတ်အစိုးရကသတိပေးလိုက်ပါတယ်။ထရမ့်ဟာအမေရိကန်ရဲ့ကုန်သွယ်ဘက်နိုင်ငံတွေအပေါ်သွင်းကုန်အခွန်စည်းကြမှုအသစ်တွေတတ်မှတ်ကြေညာခဲ့ရမှာတရုတ်ကုန်စည်တွေကိုအခွန်34ရာခိုင်နှုန်းတိုးကောက်ဖို့ရာထားခဲ့တာပါ။ဒါတင်မကပဲတကယ်လို့တရုတ်ကသာလက်တုံ့ပြန်ပြီးအမေရိကန်သွင်းကုန်တွေကိုလည်းအခွန်တိုးကောက်မယ်ဆိုရင် အမေရိကန်ကလည်းနောက်ထပ်အခွန်90ရာခိုင်နှုန်းထပ်တိုးဖို့စဉ်းစားထားကြောင်းထရမ့်ကချင်းချောက်ခဲ့ပါတယ်။ဧပြီ၈ရက်နေ့မှာတော့တရုတ်စီးပွားရေးဝန်ကြီးဌာနကထရမ့်ရဲ့အဲ့ဒီချင်းချောက်မှုကိုရှုံချခဲ့ပြီးလက်တွေ့သာလုပ်မယ်ဆိုရင်အမေရိကန်ဟာအကြီးဆုံးသောအမားကြီးကိုကျူးလွန်မိတယ်လို့ဖြစ်သွားလိမ့်မယ်လို့တုံ့ပြန်ထားပါတယ်။ထရမ့်ရဲ့စကားတွေဟာအမေရိကန်အစိုးရရဲ့ရန်လိုတဲ့သဘောထားမူဝါဒတွေကိုလည်းထင်ဟပ်စေတယ်လို့တရုတ်ကပြောပါတယ်။ပြီးတော့အမေရိကန်ရဲ့မှတ်မှတ်တာတဲ့အခွန်စည်းကြမ်းမှုတွေနဲ့ပတ်သက်ပြီး တရုတ်ကလည်းအလျှော့မပေးဘဲအဆုံးထိဆက်လက်ရင်ဆိုင်သွားမယ်လို့ကြေညာပါတယ်။ဒီအခြေအနေတွေကကမ္ဘာပေါ်မှာစီးပွားရေးအင်အားအတောင့်တင်းဆုံးနိုင်ငံကြီးနှစ်ခုကြားမှာကုန်သွယ်ရေးစစ်ပွဲအတွင်းတင်းမာတဲ့အားပြိုင်မှုတွေပိုဆိုးသွားစေနိုင်တဲ့အပေါ်စိုးရိမ်မှုတွေလည်းရှိနေတာပါ။နိုင်ငံတကာဝေဖန်မှုတွေအကြီးအကျယ်ထွက်ပေါ်နေပေမဲ့ထရမ့်ကတော့ကုန်သွယ်ကွန်တွေမြင့်တင်ကောက်ယူဖို့ဟာမဖြစ်မနေလိုအပ်တဲ့ကိစ္စတစ်ခုလို့ကာကွယ်ပြောကြားထားပါတယ်။ပြီးတော့ကုန်သွယ်ရေးကဏ္ဍမှာအမေရိကန်ရဲ့ကုန်သွယ်ဘက်တွေဟာ အမေရိကန်ကိုနှစ်ပေါင်းများစွာအမျက်ထုတ်ခဲ့ကြတယ်လို့လဲထရမ့်ကဆွဆွဲထားပါရဲ့ရှင်။